စီရနာဒိုရဲ့တမိုင်းသစ်စီရနာဒိုကသူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်ကိုပြောပြပူပါတယ်။ Sorry Club Enasa အသင်းကနာမည်ကျော်ပေါ်တူဂီတိုက်စစ်မှုစီရနာဒိုကလက်ရှိကလပ်အသင်းနဲ့ဆူပလာရင်းစုကူးနိုင်ဖို့ရည်ရွယ်နေတယ်ဆိုတာပါပဲ။စီရနာဒိုရောက်လာပြီးနောက် Enasa အသင်းကအရင်ကထက်ကြော်ကြားလာပေမဲ့ဆူပလာအောင်ပွဲနဲ့မနှိဆက်သေးပါဘူး။အထူးသဖြင့်အမြင့်ဆုံးအောင်ပွဲတွေနဲ့ Enasa အသင်းမနှိဆက်နိုင်သေးပါဘူး။စီရနာဒိုက Sorry Pro League ထိပ်တန်းကလပ်တွေဖြစ်တဲ့ Al Hilal နဲ့ AED ဟက်အသင်းတွေကို Enasa အသင်းရှင်းဖို့မလွယ်ဘူးလို့လည်းဝန်ခံဘူးပါတယ်။ အနာစာကစားသမားဘဝပထမတက်တန်းနှစ်နှစ်အတွင်းမှာဆီရနာဒိုကရီမန်းချက်တွေမပြေးခဲ့ပါဘူးအခုဒုတိယတက်တန်းနှစ်နှစ်ဆက်လက်တိုက်ပွဲဝင်ဖို့ဆီရနာဒိုဆုံးဖြတ်လိုက်ပါပြီအဲ့ဒီကာလအတွင်းမှာအနာစာက sorry အမှတ်ပေးဖလားကိုပိုင်ဆိုင်နိုင်ပါမလားဆီရနာဒိုကမိုးအိုးစေးစားထားသလိုလူပြူလန်းဆန်းနေစေသူရဲ့မော်ဆန်တဲ့ဖြိုးပီးကိုတမီတမောငီးမောရင်ကျွန်တော်တို့သာအသက်ကြီးလာခဲ့တာပါဆီရနာဒိုကအရင်လိုတန်ပါနေစေအရင်လိုအောင်ပွဲဆက်လောင်နေစေပါပဲသူကအခုချိန်ထိခက်လွယ်လွယ်အရှုံးမပေးချင်သေးပါဘူး ်အနာစာသင်းရဲ့လက်ရှိစာချုပ်အတိုင်းဆိုရင်စီရနာဒိုကအသက်42နှစ်အကျော်ထိဘောလုံးကစားဖို့တည်ချာနေခဲ့ပါပြီသူရဲ့ခန္ဓာကိုယ်ကြက်သားတွေကလည်းတန်မာနေစေသူရဲ့စိတ်ဆန္ဒဟာလည်းတင်းကျနေစေဖြစ်လို့42နှစ်အရွယ်ထိကိုယ်တွေတွင်းနေဦးမှာတော့တည်ချာပါတယ်အချိန်တည်းမှာပဲ YouTube နဲ့ Social မှာစီရနာဒိုရဲ့ဩဇာလှမ်းမှုနိုင်စွမ်းကလည်းဆက်လက်ကြီးမားနေဦးမှာပါစီရနာဒိုကဟိုတယ်လုပ်ငန်းပါဝင်စီးပွားရေးအင်ပါယာကြီးနဲ့တီထောင်ထားနိုင်ပါပြီ။အနာစာတင်းတဲ့သူအောင်မြင်မှုအသစ်လူချင်းတွေလိုပေါ်တူဂီတင်းတဲ့လေကဘာဖလားအောင်ပွဲမျှော်လင့်နေပါတယ်။ စီရန်ဒရီရဲ့ဘွားမှာမရောက်ဘူးလားရှိပေမဲ့ကဘာဖလားတော့မပါခဲ့ပါဘူး။ထင်နိုင်ဖို့မလွယ်ပေမဲ့ပေါ်တူဂီအသင်းရဲ့ကစားသမားအစုဖွဲ့ကကဘာဖလားအောင်ပွဲမျှော်လင့်ချက်လည်းရှိနေပါတယ်။အနာစာအသင်းရဲ့စာချုပ်တွေချုပ်ဆိုပြီးနောက်စီရန်ဒရိုကတမိုင်းစာမျက်နှာအသစ်စတင်ပါပြီ။တူညီရဲ့ဆေးရထက်သန်မှုတူညီရဲ့အိမ်မက်တွေနဲ့တမိုင်းအသစ်တစ်ခုဖန်ဆင်းကြမယ်လို့ကြွေးကြော်လိုက်ပါတယ်။စီရန်ဒရိုရဲ့တမိုင်းအသစ်ကိုကျွန်တော်တို့ခန်းစားရပါအောင်မယ်။အမိုင်းစပေါ်မှာတင်ဆက်ပါရင်ဘောလုံးနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအကောင်းဆုံးကြိုးစားတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့ အားပေးဖို့လည်းမမေ့ပါနဲ့တော့အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ